အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်မျှဝေသွင်းခြင်းနဲ့အကြောင်းကတော့ဒီဘုံမျိုးကိုတက်မတော်ကပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီဆိုရင်လည်းပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေသွင်းမှာဖြစ်ပါတယ်အဲ့တော့ဒီဘုံမျိုးနဲ့ပတ်သက်ပြီးပြောရရင်ဒီဘောဆိုတာကကျွန်တော်တို့ရှမ်းစော်ဘွားတွေအာနာဆွန့်ပြီးနောက်မှာဒီဘောနယ်ကနယ်ပိုင်အုပ်ချုပ်ခံဖြစ်လာပြီးတော့ဒီဘောမျိုးကကျွန်တော်တို့နေပိုင်းရုံးဆိုင်တဲ့မျိုးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့ဒုထဝီလို့ခေါ်တဲ့မြင့်ငယ်မြည့်ရဲ့ မြေကမ်းဘေးမှာတည်ရှိနေတာလည်းဖြစ်တယ်။ဗုဒ္ဓဘာသာဝင်ရှမ်းလူမျိုးနဲ့မြန်မာလူမျိုးအများဆုံးနေထိုင်ကြတာလည်းဖြစ်တာကိုလည်းတွေ့ရတယ်။ပြီးတော့တီဘောမျိုးဆိုတာကခံရုပ်ဆိုင်တဲ့မျိုးဖြစ်တဲ့ကြောင်မဲမျိုးနဲ့လည်း22မိုင်၊နမ်မလူမျိုးနဲ့42မိုင်၊နန်ဆန်မျိုးနဲ့ဆို54မိုင်ဝေးတဲ့မျိုးလည်းဖြစ်ပါတယ်။တမောအနေနဲ့ပလောင်အကျန်းဖက်လက်နက်ကန်အဖွဲ့ TNN အနေနဲ့ DPNL ဒီရဲ့အမိကန်အကျန်းဖက်တောင်းကျမ်းလူတွေကခိတ္တဆုံမှုရတဲ့မျိုးရွာတွေကို ပြန်လဲတိမ့်ပိုက်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုမှုစစ်စင်ရေး counter terrorism operation တွေကိုဆောင်ရွက်ခဲ့ဟန်။နောင်ဆိုမျိုးကို2025ခုနှစ်ဇူလိုင်16ရက်နေ့မှာလကောင်းကျောင်းဝင်းမျိုးကိုအော်တိုဘာ10ရက်နေ့မှာလကောင်းတက်မတော်ကအပြီးတိုင်ပြန်လဲထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီးတော့ဒီလိုမျိုးအားဆိုလို့ရှိရင်လည်းအော်တိုဘာ16ရက်နေ့မှာအလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။တက်မတော်စစ်ကြောင်းတွေကဒီဘောမျိုးပတ်ဝန်းကျင်ကို အော်တိုဘာ15ရက်နေ့အမေရှင်းလေးလုပ်နေတဲ့အချိန်မှာအလောင်းအကျန်းဖက်လက်နက်ကန်အဖွဲ့ PNN အနေနဲ့ဥပုံအဖွဲ့တွေကဒီဘောမျိုးကနေမဆုတ်ခွာဘူးမြို့အတွင်းမှာရှိတဲ့ဌာနဆိုင်ရာအဆောက်အဦတွေဖြစ်တဲ့အကျဉ်းဦးစီးဌာနတွေအထွေထွေအုပ်ချုပ်မှုယုံတွေမြေစင်းယုံတွေဒီဘောဟုတ်တဲ့အပါအဝင်အခြားဌာနဆိုင်ရာအဆောက်အဦတွေနဲ့ပြည့်မဲ့တဲ့ပြည်သူလူထုမျိုးတွေကိုပါရက်ဆက်ယုံမှန်စွာမီးရှို့ထွက်ပြေးခဲ့ကြရတယ်ဖြစ်ပါတယ်။ဒါကြောင့်မို့တက်မလို့စစ်ကြောင်းတွေက အခြားအဆောက်အုံတွေကိုမိကူးဆက်မှုမရှိစေရတဲ့မိငင်းတက်နိုင်ရင်းနဲ့လိုအပ်တဲ့နေမြေအင်ဂျင်နီယာလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ရတယ်ဖြစ်ပါတယ်။ PNN ရဲ့အကြမ်းဖက်အဖွဲ့တွေကတော့စစ်ရှုံးရဲ့ရုံးမှတ်တဲ့အကျင့်ရှိတဲ့အတိုင်းအကြမ်းဖက်အဖွဲ့စီ PP ကြောင်းမင်းမျိုးကိုတမန်တော်ဝင်ရောက်မထိန်ချုပ်ခင်တရက်အလိုစက်တင်ဘာ30ရက်ကလည်းကြောင်းမင်းမျိုးတမန်တော်ဝင်ရောက်လာခဲ့လို့ရှိရင်အုပ်ချုပ်မှုကိစ္စရပ်တွေမလုပ်နိုင်အောင်ဆိုပြီးတော့အစိုးရယုံထဏနာတွေအဆောက်အဦတွေနဲ့ အပြစ်မဲ့တဲ့ပြည်သူလူထုနေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့တော့တရုတ်မြန်မာနေဆက်ကုန်သွယ်ရေးမှာမူဆယ်105မိုင်ကုန်သွယ်ရေးစခန်းကအကြီးဆုံးကုန်သွယ်ဂိတ်ဖြစ်ပြီးတော့ချင်းချီရောနေဆက်ဂိတ်ကလည်းဒီအကြီးဆုံးဂိတ်ပဲဖြစ်ပါတယ်။အဲ့ဒီကုန်သွယ်စခန်းနှစ်ခုလုံးတွားဖို့ဆိုလို့ရှိရင်တိန်နီမျိုးနယ်ကိုမဖြစ်မနေဖျက်ဆီးသွားမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လာရှိုးတိန်နီချင်းချီရောလမ်းကြောင်းကနေတရုတ်နဲ့ကုန်သွယ်ရေးပြန်ဆက်နိုင်ဖို့ဆိုလို့ရှိရင် အိမ်ဒီမျိုးကိုတက်မတော်အနေနဲ့ပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့လေလိုအပ်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့တက်မတော်အနေနဲ့ရှမ်းမြောက်ကျူးကျော်စစ်အတွင်းမှာဖြစ်တတ်လက်လွတ်ခဲ့ရတဲ့မြို့တွေကိုတစ်မြို့ပြီးတစ်မြို့ viewer မြောက်စီမံချက်တွေနဲ့ထိုးစစ်အရှိန်အဟုန်မြင့်လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့တော့ပင်ဒီမျိုးကိုထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင်ပြည်ပေါ်မျိုးကအဓိကအခေယာကြတဲ့မြို့တစ်မြို့ဖြစ်တယ်လို့ပြောရင်လည်းကျွန်တော်တို့မှားမယ်မထင်ဘူး။တက်မတော်အနေနဲ့သဘောထားကြီးစွာနဲ့ပြီးခဲ့တဲ့နှစ်လအတွင်းက ကိုကန်တက်တွေနဲ့တွဲဆုံညှိနှိုင်းမှု၅ချိန်အထိလုပ်ခဲ့တာလည်းဖြစ်တယ်။ဒါပေမဲ့အောင်မြင်တဲ့ရလက်မထွက်ခဲ့ဘူးလို့ပဲပြောရမှာပဲ။ဒါကြောင့်မို့တက်မတော်အနေနဲ့တင်ဒီမျိုးကိုအလုံးစုံထိန်းချုပ်နိုင်ရဲ့အတွက်ဘလို့စင်းဤပြူအာတွေနဲ့တုံးသွားမလဲဆိုတာကိုလည်းဆက်လက်ဆောင်ကြည့်ရမှာဖြစ်တယ်လို့လက်ရှိမှာလည်းတက်မတော်အနေနဲ့တောင်းတက် PSNF DNA ကြီးကြော်ထိန်းချုပ်ထားတဲ့နတ်ဆန်မျိုးနယ်ခုံမင်းကြီးရွာနဲ့ နံပါတ်မျိုးတွေကိုလည်းစီးအရာဖျားပေးနေရအောင်လည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့အချုပ်အနေနဲ့ပြောရရင်တက်မတော်အနေနဲ့လာရှိုးတိန်ကြီးချင်းချော်လမ်းကြောင်းကနေအေယုံနဲ့ကုံရွယ်ရေးပြန်ဆနိုင်ဖို့အတွက်တိန်ကြီးမျိုးဘက်ကိုဥတီသွားမလားဒါမှမဟုတ်လက်ရှိစီးအရာဖျားပေးနေတဲ့နန်းဆန်နဲ့နံပါတ်မျိုးတွေကနေမိုးခိုးဘက်ကိုဥတီသွားမလားဆိုတဲ့တက်မတော်ရဲ့စင်းနီးပြွာတွေကိုရှမ်းမြောက်မှာရှိတဲ့ PNN နဲ့အပါအဝင် အကျန်းဖက်လက်နက်ကင်အဖွဲ့တွေနဲ့ဝင်ခွဲရခက်နေပြီးတော့တတိကြီးကြီးထားနေကြရတာဖြစ်တယ်လို့လည်းသုံးသပ်မိတယ်။ဘလို့ပဲဖြစ်ဖြစ်တက်မတော်အနေနဲ့ရှမ်းမြောက်ကျူးကျော်စစ်အတွင်းမှာခက်တက်လက်လွဲခဲ့ရတဲ့မြို့တွေကိုတက်မတော်အနေနဲ့စင်နီးဗျူဟာကြကြစီမံချက်တွေနဲ့ပြန်ပြီးတော့ထိန်းချုပ်မှဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။